ါပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အတွက် MCDM ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ PP ဆိုင်ရာလူ့ကုရေးနှင့်အတန်းတိတ်တပိတ်ကြီးတနိုင်ငံလုံးအောင်မြင်စွာပြီးဆုံး NUG ဂုံပြူသွင်းလွှာထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ် PP ဆိုင်ရာလူ့ကုရေးနှင့်ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်တည်းကျင်းပခဲ့တဲ့တန်တိတ်တပိတ် Silent Strike လှုပ်ရှားမှုကြီးဟာပြည်သူလူထုရဲ့ကြေပြန်းစွာပါဝင်မှုနဲ့အတူအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း မြို့သားညီညွတ်အစိုးရ NUG ကဒီဇင်ဘာလ10ရက်နေ့ကဂုံပြူသဝန်လွှာထုတ်ပြန်ပါတယ်။နနက်10နာရီကနေညနေ3နာရီထိဆိုင်ငံများပိတ်ဆို့ထားခြင်းလမ်းမများပေါ်တွင်လူသွားလူလာလုံးဝနှိပါရပ်တန့်သွားခြင်းတို့ဖြင့်ပြည်သူများကစေုပ်စုရဲ့လုပ်ငန်းစဉ်တွေကိုညှင်းပယ်ကြောင်းဖော်ပြထားပါတယ်။တန်လေးသပိတ်မှာအဓိကတောင်းဆိုချက်3ရက်မှ1ဒေါံဆန်းစုကြည်သမရဝင်းမြင့်နဲ့နိုင်ငံရေးအသားအလုံးကိုချွင်းချက်မရှိချက်ချင်းလှုပ်ပေးရန်နှင့်စေုပ်စုကျင်းပရန်စီစဉ်ထားသည့်တရားမဝင်အတူရောင်ရွက်ကောက်ပွဲကိုလုံးဝသပိတ်မှောက်ရန် 3အဓမ္မစစ်မှုရန်ဥပဒေကိုပြီးတိုင်ဖျက်သိမ်းရန်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ NGO သဝင်လောမှာအခုတပိတ်ဖြင့်ဆေးဥစုရေကောက်ပွဲအစီအစဉ်တွင်လူလူဆန္ဒလုံးဝမပါဝင်ကြောင်းကဘာတိအောင်ထိရောက်စွာဖော်ထုတ်နိုင်ခဲ့ပြီးဆိုပါရေကောက်ပွဲ၏ဂုဏ်သိက္ခာနှင့်တရားဝင်မှုကိုရိုက်ချိုးနိုင်ခဲ့ပြီလို့ဖော်ပြထားပါတယ်။ဒါအပြင်တပိတ်ကိုစနစ်တကျဥဆောင်ညှိနှိုင်းပေးခဲ့တဲ့ထူထူတပိတ်ပေါင်းစပ်ညှိနှိုင်းအင်အားစု GSCB ပါဝင်ပြည်တွင်းပြည်ပတော်လင်းအင်အားစုများအားလုံးကိုထူးကျေးဇူးတင်ရှိကြောင်း NGO ကမှတ်တမ်းတင်ကုန်ပြုခဲ့ပါတယ်။ 2021ဆီယနာသိမ်းပြီးနောက်အခုချိန်ထိမြန်မာနိုင်ငံမှာတန်တိသပိတ်ကိုစုစုပေါင်းဆက်ထမချင်းမြောက်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်သားမှတက်ကွေးနဲ့ဝင်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတက်ခတ်ခဲ့ရအများပြားသေးဆုံးတဲ့သတင်းပဲဖြစ်ပါတယ်။မလေးတိုင်းမြင်းချက်ခိုင်တောင်သာမြို့နယ်မှာတက်ကွေးနှွေးဝင်ရောက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရအများအပြားမျက်မြင်သိဆုံးခဲ့တယ်လို့ MDA3 info ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာခြုံကြီးခေါ်တာယာကြီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုတင်းဆောင်ဆိုင်နေတဲ့ရဲဘော်များက 60mm လက်ပြပုံးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုတွင်စစ်ကော်မရှင်တပ်သားအများအပြားမျက်မြင်တုံယုံရုပ်ပြက်ဆင်းပြက်လဲကြပြီးထိနာသွားခဲ့တယ်လို့သိရပြီးကြောက်ဆုံမှုအတိအကျကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆိုပါစစ်ကြောင်းနောက်မှလိုက်ပါလာတဲ့စစ်ကော်မရှင်ရဲ့ဒုတိယစစ်ကြောင်းက ။တာလွန်လက်နဲ့အင်အားများအစမတန်သုံးကထိုးစစ်ဆင်လာတာကြောင့်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။စူပါစစ်ကြောင်းဟာခြုံကြီးခေါင်တာယာကြီးရွာနဲ့အင်းနေရွာဘက်ကိုဝင်ရောက်ကပြည်သူတွေရဲ့နေအိမ်တွေကိုကြမ်းဖက်မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပီတာငူကေတုမရီလေးတဲ့စခန်းကိုတရားခုမမရှော့တိုက်တုံများနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာငူမြို့နယ်ခြေဆိုင်ကေတုမရီလေးတဲ့စခန်းကိုတရားခုမမရှော့တိုက်တုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရလို့ Brave Warriors of Myanmar BWM ကထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ9ရက်ည9:55မိနစ်အချိန်မှာတာငူလေတဲ့အတွင်းကို BWM Mission 47အနေနဲ့တရားခုမမရှောက်တိုက်တုံချလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တာငူလေတဲ့စီလောင်ကံများကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေမြေကမဟာမိတ်တွေရဲ့ကူညီမှုနဲ့စေအုပ်စုရဲ့အထက်ထက်ပိတ်ဆို့ကာစီမှုတွေကြားကနေခက်ခဲစွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဆိုပါတိုက်ခိုက်မှုကို Brick Warriors for Myanmar BWM Mountain Nike Silvian Defense Force MKCDF Anti-Car People's Liberation Force ACPLF တနောင်မြောက်ပိုင်းအထုဒေသဖိုက်တာစားခဲ့အဖွဲ့နဲ့ KNL တပ်မဟာနှင့်တရင်ငါတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နမီကန်ရဲ့ပြောပြချက်အရတောင်ငူလေတဲ့တွင် short တိုက်သူများကြားရောက်ပောက်ကွဲခဲ့ပြီးနောက်ထပ်ဆင်းပောက်ကွဲသူများနောက်ဝဲကျော်ကြားရတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်လေးတဲ့တွင်နောက်ဆက်တွဲထိခိုက်ပျက်စီးသေးဆုံးမှုတွေကို စုံစမ်းစစ်ဆေးပြီးဆက်လက်တင်ပြပေးသွားမယ်လို့သိပေးထားပါတယ်ရှင်။ဆလဘီ KNU ပဟိုဌာနချုပ်နဲ့တမခုနစ်ဌာနချုပ်နယ်မြေနီးကိုစစ်ကောင်စီတေကန်ဒရုန်းရှစ်စီနဲ့တိုက်ခိုက်ခံရတဲ့တရင်ကိုတင်ပြပေးပါမယ်။ကင်မျိုးသားစီယုံ KNU ပဟိုဌာနချုပ်နယ်မြေနဲ့တမခုနစ်ဌာနချုပ်တဝိုက်ကိုစစ်ကောင်စီတပ်ကဒီဇင်ဘာလ10ရက်နေ့မနက်9နာရီမှ9နာရီဝန်းကျင်အထိတေကန်ဒရုန်းကာမီကာဇီစုစုပေါင်းရှစ်စီနဲ့ချင်းချင်းတိုက်ခိုက်ခဲ့တယ်လို့ ကဲနူသတင်းရင်းမြစ်များမှသိရပါဗါတိုက်ခတ်မှုကြောင့်စိုက်ကဲနစီပြက်စီးခဲ့ပြီးအစာအုပ်ချို့အနှဲငယ်ထိခိုက်ခဲ့ပေမဲ့လူထိခိုက်သေးဆုံးမှုမရှိခဲ့ကြောင်းတဦးသာအနှဲငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗါရေဒီယိုခေါ်လာကတူးလေအာတူကေရဲ့ဖော်ပြချက်ရမနက်၂နာရီကျော်တွင်၁စီ၃နာရီကျော်တွင်၂စီ၄နာရီကျော်တွင်၃စီ၅နာရီကျော်တွင်၂စီစုစုပေါင်း၈စီကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါ2025ခုနှစ်အတွင်း KNU ဗဟိုဌာနချုပ်နဲ့တမခွနစ်နယ်မြေတဝိုက်ကိုစစ်ကောင်စီတပ်က တေကန်ဒရုန်းနဲ့ကြင်ကြင်တိုက်ခိုက်ခဲ့ပြီးခုချိန်ဟာသဒုထချိန်မြောက်ဖြစ်ကအဂုလန်၁၀ရက်နေ့ကလည်းဝိုင်ထွဲလျင်နဲ့ပုံ၂၀ကျော်ကျဲချခဲ့ပါသေးတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့တမ်မြူစီယံမှာစစ်ကော်မရှင်တပ်နဲ့ RMA တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနှုတ်သေးဆုံး၆ဦးမှာမိချွတ်ဖြစ်စီနေတဲ့စစ်ကော်မရှင်တပ်ကို RC plane များဖြင့်ပုံသီးချတိုက်ခိုက်တဲ့တဲ့တင်ဖြစ်ပါတယ်။ မွန်ပြည်နယ်တံမြူစရမြို့နယ်ကလိုင်းဘတော်ကျေးရွာအရှိပတ်မှာရှိတဲ့တောင်ပေါ်မှာစစ်ကောင်ရှင်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား၂ဦးသေဆုံးခဲ့တယ်လို့ရမညမွန်တက်တော် RMA ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:55မိနစ်ချိန်မှာတံမြူစရခြေဆိုင်စစ်ကောင်ရှင်တပ်များပေါင်းထားတဲ့အင်အားတရာခန့်မှာစစ်ကြောင်းနဲ့ရမညမွန်တက်တော်ဒေသလှုပ်ရှားတပ်ဖွဲ့များရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်ရှင်တပ်သား၂ဦးသေဆုံးခဲ့ပြီးဒဏ်ရာအများပြားရရှိခဲ့က IMA တပ်ဖွဲ့ဘက်မှ ရချို့ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်ကြီးကုန်းကျေးရွာကိုမီရှိုးဖြန့်စီနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကို RC plane ဖြင့်ပုံသီးချတိုက်ခိုက်ခဲ့တယ်လို့ Burma Speakout Defense Force BPDF ကထုတ်ပြန်ထားပါတယ်။ဆိုပါစစ်စင်ကိုဒီဇင်ဘာလ10ရက်နေ့ကိုရဲနေ့တို့မှာဗမာ Down Drone တပ်ဖွဲ့မြန်မြုန်နယ်ပါကာဖမုံရခဲအမှတ်လေးတရင်ညာဖိုက်တာ local pdf နဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။ဆလဘီရခိုင်ပြည်နယ်မှာ ဆီယုစုနဲ့အစ္စလာမစ်အကြမ်းဖက်ဖွဲ့တွေရဲ့လွှဲရကြောင့်နှစ်နှစ်အတွင်းရက်သား1152ဦးသေဆုံး1153တရားရတဲ့တရင်ကိုတင်ပြပေးပါဦးမယ်။ခိုင်ပြည်နယ်တွင်ဂျမဆီယုစုနဲ့အစ္စလာမစ်အစိုးရအကြမ်းဖက်ဖွဲ့များ ARSARSO ARA RRM ရဲ့လက်ချက်ကြောင့်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့ထိ နှစ်နှစ်တာကာလအတွင်းပြင်းမဲ့ရက်သားပြည်သူ1152ဦးသေဆုံးခဲ့ပြီး1153ဦးဒဏ်ရာရရှိခဲ့ကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ပူပေါင်းဆောင်ရွက်ရေးယူ HDCO ကဒီဇင်ဘာလ10ရက်နေ့ကထုတ်ပြန်ပါတယ်။ဇိုမာကာလအတွင်းသေဆုံးသူ1152ဦးနဲ့စေုပ်စု၄ချောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်105ဦးအစ္စလာမစ်ဂျမ်ဖတ်ဖွဲ့များရဲ့ခြောက်မြောင်းပစ်ခတ်မှုဖမ်းဆီးတပ်ဖြတ်မှုကြောင့်148ဦးရှိခဲ့ပြီးဒဏ်ရာရရှိသူ1153ဦးနဲ့ စေုပ်ဆွေးတက်ခတ်မှုကြောင့်1135ဦးဂျမ်းဖတ်ဖွဲ့များ၏လက်ချက်ကြောင့်18ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဗန်စီခံရသူ1034ဦးတွင်စေုပ်စုလက်ချက်ဖြင့်1004ဦးအစ္စလာမစ်ဂျမ်းဖတ်ဖွဲ့လက်ချက်ဖြင့်30ဦးပါဝင်တယ်လို့သိရပါတယ်။ HDCO ရဲ့အချက်လက်တွေအရသေဆုံးသူများတွင်မျိုးသမီး39.4ရာခိုင်နှုန်းသက်10အောက်ကလေးငယ်9ရာခိုင်နှုန်းပါဝင်ပြီးဒဏ်ရာရရှိသူများတွင်မျိုးသမီး40ရာခိုင်နှုန်းကလေး9ရာခိုင်နှု ဖန်ဆီးခံရသူများတွင်အမျိုးသမီး16.300ခန်းနှုန်းကလေး10.500ခန်းနှုန်းပါဝင်ကြောင်းဖော်ပြထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်တင်ကတော့ဂျမ်ဖတ်မှုတွေရှော့ချပြီးအရသာပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့စေကောင်းဆောင်တွေကိုကနေဒါတိုက်တွန်းတဲ့တင်ဖြစ်ပါတယ်။ဂျမ်ဖတ်မှုတွေရှော့ချပြီးအရသာပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့စေကောင်းဆောင်တွေကိုကနေဒါဆွေကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဒီနေ့ဒီဇင်ဘာလ10ရက်မှာကြာရောက်တဲ့ပြည်ပဆိုင်ရာလူခွေရေးနေ့မှာမြန်မာနိုင်ငံမှာရှိတဲ့ကနေဒါတန်ယုံကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီးတိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီနေ့ထိယုံကြည်လိုက်နာတဲ့အခြေခံခွင့်ရေးတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေစေဖြစ်ပြီးဆက်နာသိမှု9နှစ်နီးပါးမှအဆရာဆုံးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကနေဒါဆွေရဟာ2021ခုနှစ်မှာရွေးကောက်ခံဆွေရကိုဖယ်ရှားခဲ့တဲ့ဆက်နာသိမှုကိုပြပြသားသားရှုံချခဲ့တယ်လို့အာနာဒိတ်စစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေဖြစ်တဲ့ ကြောင့်ဆေးရုံဘာသာရေးအဆောင်အုံနဲ့ပြည်သူလူထုနေထိုင်ရာနေရာတွေကိုလေကြောင်းကနေတိုက်ခိုက်တာတရားမဲ့တပ်ဖြတ်တာနိုင်ငံဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရတွေကြောင့်မြန်မာပြည်သူ3.5သန်းကျော်နေရဆွန့်ခွာနေရပြီးတန်း20သောမြန်မာပြည်သူတွေအကူအညီလိုအပ်စေခဲ့တယ်လို့ကနေဒါဆွေရကထောက်ပြထားပါတယ်ဒီလိုချိန်တွေမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာလိုလက်မြတ်တာတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့လည်းဆိုထားပါတယ် ိုင်ငံချင်းသားတွေအားလုံးကိုလှုပ်ပေးဖို့လူသားချင်းစာနာထောက်ထားရေးအကူအညီပေးမဲ့သူတွေကိုဝင်ရောက်လှူဆောင်ခွင့်ပြေဝါပေးဖို့လူခွင့်ရေးချိုးဖောက်မှုတွေကိုတရားဝင်တာဝန်ယူဖို့တိုက်တွန်းထားသလိုအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့ကုလလူကြွေးကောင်စီဆုံးဖြတ်ချက်2669ကိုလိုက်နာဆောင်ရွက်ဖို့ကနေဒါဆွေရကအနာသိန်းစီအုပ်စုကိုတောင်းဆိုထားပါတယ်ရှင်။ဒီကနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုသစ်လူလေးနဲ့ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ အားလုံးပဲမင်္ဂလာပါခင်ဗျာ MCDM ဆိုတဲ့သတင်းမီဒီယာ page ဖြစ်ပါတယ်ဒီသတင်းမီဒီယာ page မှာ အတိအက run နေတဲ့လူတွေကတော့အရင်နိုင်ငံတော်ပိုင်းသတင်းဌာနတွေကနေ CDM လောက်ပြီးတော့ပြည်သူတွေအထွတ်ရက်တည်နေတဲ့ CDM boss အများစုရဲ့ပြီးတော့မြန်မာမှာရှိနေတဲ့မြန်မာနိုင်ငံအနှံ့အပြားမှာကမ္ဘာအနှံ့အပြားမှာရှိနေတဲ့ပညာရှင် အသိပညာရှင်အတတ်ပညာရှင်စသည်ဖြင့်တကယ် professional တွေအားလုံးစုစည်းပြီးတော့မှတင်ဆက်နေတဲ့သတင်းဌာနတစ်ခုဖြစ်ပါတယ်။ပြည်သူတွေရဲ့အတန်အဆက်မှန်မြေပြင်မှာဖြစ်နေတဲ့ပကတိအခြေအနေအားလုံးကိုအမှန်တရားအတိုင်းအများပြည်သူသိအောင်ကဘာသိအောင်တင်ဆက်ပေးနေတဲ့မီဒီယာဌာနတစ်ခုဖြစ်ပါတယ်။အရင်ကတော့ဝန်ကြီးဌာနတစ်ခုအောက်မှာတာဝန်ထမ်းဆောင်နေရင်လည်း reform လုပ်တဲ့အချိန်မှာဝန်ကြီးဌာနလည်းမရှိတော့တဲ့အချိန်မှာ ဒီမီသားစုတွေကပဲဒီ MCDM ဆိုတဲ့နာမည်နဲ့ဆက်ပြီးတော့တိုက်ပွဲဆက်ဝင်ကြမယ်ပြည်သူတွေအတွက်ဆက်လက်ယက်တီကြမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဆက်လုပ်ကြတာဖြစ်ပါတယ်ဆိုတော့ဒီ MCDM ဆိုတဲ့သတင်းဌာန page လေးကိုကျွန်တော် comment မှာလည်း link ချထားပေးပါမယ်ထုံးစံအတိုင်း like comment react အာပြီးရင် page မှာ review လေးတွေရေးပေးခြင်းအဖြစ်ဝင်ရံပေးကြဖို့အတွက်ကိုတောင်းဆိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ် ကျေးဇူးများကြီးတင်ပါတယ်